ဒါကျွန်တော်တို့ဆိုင်မှာရောင်းမှုရှိထားတဲ့ဆိုင်ကလေး2စီးနဲ့ဒီနေ့ကျွန်တော်မိတ်ဆက်ပေးသွားပါမယ်။အားလုံးမင်္ဂလာပါ။ကျွန်တော်နာမည်ကတော့မင်းခမ်းပါ။ကွန်မြူမော်တော်ဆိုင်ကရှိုးရူမ်မော်ပြရနေပြီးတော့ဆိုင်ကချင်းမိတ်ဆက်ညီကိုတို့ပြန်လဲဂျူဇူလိုက်ပါရယ်နော်။ Okay ဒါကတော့ Nickelback ထဲမှာကျွန်တော်တို့ engine power မတူတဲ့နော်အမျိုးအစားလည်းမတူတဲ့2စီးပဲဖြစ်ပါတယ်။ဒီဘက်ကတော့ဒါ Yamaha MT-15 ဒီဘက်ကကောင်းလေးကတော့ဒါ Honda CB 300F ပါနော်နှစ်စီးသလုံးကကျွန်တော်တို့ဒါ line စင်တွေပါပါမယ်နှစ်စီးသလုံး shunt line စင်ပါပါမယ်ဗျာနော် shunt data line စင်ပါပါမယ် ဒီကောင်လေးက modern ပြောမယ်ဆိုရင် Yamaha MT15 modern 2019 model ကျွန်တော်ရှေ့ ABS လေးပါပါမယ်ရှမ်းလိုင်းစင်ပါပါပါမယ်ဒီကောင်လေးရောက်မှုရှိသားပါတယ်နောက်ထပ် Honda CB300 update ကနော်ကျွန်တော်တို့ဒါမိသားစုလိုက်ပဲစီးမလားကျွန်တော်တို့ဒါအလုတ်သွားရုံပဲစီးမလားပေါ့နော်စီစားတက်တက်တတနဲ့မျိုးရင်းမျိုးပြင်အပြင်ကျွန်တော်တို့ကျွန်တော်ဒီခရီးအတော်တန်သွားတဲ့လောက်ကအဆင်ပြေစေမယ့်ဆိုင်ကယ်စီးဖြစ်တဲ့ကျွန်တော် Honda ထုတ်လုပ်ထားတဲ့ Honda CB300F model 2019 model လေးလေးကျွန်တော်တို့ဒါရောက်မှုရှိပါတယ် okay ပါဒါကတော့ဒီဇိုင်းကလေးနဲ့ ဒါတော့ဒီနစ်ကတ်ထဲမှာကျွန်တော်တို့ရောင်းဖို့ရှိတာလေးဆိုင်ကလေးနှစ်စီးနဲ့မိတ်ဆက်ပေးသွားတာပါဒီဆိုင်ကလေးကိုကြိုင်းနေသားလို့ဝယ်ယူအားပေးခြင်းနဲ့ဆိုရင်ကျွန်တော်တို့ရဲ့ဆိုင်လေးစားလေးကရန်ကုန်မော်ဘီမြို့တက်ကြီးကောင်းရက်ကရန်ကုန်ပြည်လမ်းမှာပြီးတော့၁၆မိနစ်နိုင်ပြီးပါပဲဖြစ်ပါတယ်ဆိုင်မလာနိုင်လို့ဒါနေဝေးကနေယုံကြည်စိတ်ကြွားသွားနဲ့ဝယ်ယူအားပေးခြင်းနဲ့ကျွန်တော်တို့ရဲ့ဆိုင်ငယ်ချင်းမိတ်ဆွေညီကိုတို့ကျွန်တော်တို့ရဲ့ဆိုင်ဖုန်းနံပါတ်လေးက39ကိုခွရှင်းနေလေး2356 39996 3333တို့အသေးစိတ်ဆက်သွယ်မေးမြန်းပြီးတော့ဒါ Viber ပြောခုဆိုပြောလို့ဝယ်ယူအားပေးနိုင်ပါတယ်နေဝေးကဝယ်ယူအားပေးတဲ့ကျွန်တော်ဆိုင်ငယ်ချင်းမိတ်ဆွေညီကိုလည်းယုံကြည်စိတ်ကြွားတဲ့တာဂက်လေးအနံပြီးတော့ ဓာတ်ရုပ်ကြပါတေချာထုတ်ဖို့ပြီးတော့ဒါကားဒီပေးပါဖြစ်ပါတယ်။โอเคပါ။ဒီဘိန်းနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆိုင်နေပြီးတော့ဘိန်းအတွက်အင်ဂျင်အဖွင့်လမ်းမရှိကြောင်းအတိုက်ခိုက်မပါကြောင်းလိုင်းစင်ဘိန်းဖြစ်တဲ့အတွက်ကြောင်းလိုင်းစင်ဘိန်းမှန်ကန်ကြောင်းကိုကျွန်တော်တို့ဘက်ကအာမခံမှုအပြင်လည်းရောင်းချပေးသွားပါမယ်။ဗီဒီယိုလေးကိုဆုံးနေကြည့်ပြီးတဲ့မိတ်ဆွေတွေကျေးဇူးများကြီးတင်ပါတယ်။ဘေကောင်ဘိန်းနဲ့ဘိန်းနာတွေကိုပိုင်းဆိုင်နိုင်တဲ့ပြင်အိမ်မက်တွေနဲ့မြန်ဆုံးကောင်းတဲ့ဖော်နိုင်ပါစေလို့ကျွန်တော်ဒီနေရာလေးနဲ့ဆုတောင်းပေးလိုက်ပါရစေ။